တင်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့တော်လေးဝဝင်မိမ့်မမြက်လေးဦးတဲကစန္ဒဂိန္ဒရာရဲ့ဇနီးဖြစ်သူစန္ဒဂိန္ဒရီရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲ ဖြစ်ပါတယ်ရှင်။ဂိန္ဒရီစန္ဒဂိန္ဒရီဟူသည်ဖျားအလောင်းတော်ကိန္နရာ ဖြစ်စဉ်ဘဝလင်းယောက်ျားအပေါ်တစ္ဆာထားလွန်သူ ပါရမီဖြည့်ပန်ရာဟုလာမဲတော့ရတ္တောတရားအလောင်းဝင်ဖြစ်ပါသည်တပိညုဘုရားရှင် ကပိလဝုနေပြီတော့ဏိဂောဒာယုံចောင်းတော်၌တရင်သုံးနေတော်မူစဉ်ခမည်းတော်သူတော်ဒနာမင်းကြီးနန်းတော်၌ခင်မုံအပေါ်တစ္ဆာဆောင်သည့်ချင်းမြတ်တို့သောရာဟုလာမဲတော်ကိုအကြောင်းပြု၍ဤအတိတ်ဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့သည် ဖျားရှင်သည်ခမည်းတော်မင်းကြီး၏နန်းတော်၌နေဆုံးဖုံးပေးပြီးသောအခါမဟာဓမ္မပါဠိဇတ်တော်ကိုဟောကြားတော်မူသည်ထို့နောက်ဖျားရှင်သည် မင်းကြီးအားတပိတ်တော်ကိုယူစေ၍အကတာဝကနှစ်ပါးတို့နှင့်အတူရာဟုလာမေတော်တိုက်ခန်းသူကြွတော်မူသည်ရာဟုလာမေတော်သည်ဖျားရှင်ကြွလာတော်မူသည်ကိုသိ၍အချံအယံမိမ့်မအပေါင်းတို့အားဖန်ရည်စွန်းသောအဝိတ္တကိုဝစ်စေကုန်သည် ဖျားရှင်ကြွတော်မူလာသောအခါအလုံးစုံသောမိမာတို့သည် တပြိုင်နက်ငိုကြွေးကြကုန်သည်ရာဟုလာမဲတော်ရတ်တော်တရားသည်လဲခုနှစ်နှစ်တာကာလပတ်လုံးကြွေကွဲခွဲခွာနေရသည်မောင်တော်ဖျားကိုဖူးမြော်ရလျင်လွမ်းစိတ်တွေကို မျိုးသိမ့်မထားနိုင်တော့ပဲရှိုက်ကြီးတငင်မျက်ရည်တသွင်သွင်စီလျက်ရိုးသေးစွာခြေတော်ကိုနှစ်ဖူးတလျက်ရှ िख ိုးပူဇော်လေသည် ခမည်းတော်မင်းကြီးကတားတော်ဖုရားချွေးမာလေးရတော်တရားသည်တားတော်ဖုရားတောထွက်၍ဖန်ရည်စွန်းသောအဝိကိုဝိကုံဤဟုကြားလျင်ဖန်ရည်စွန်းသောအဝိကိုဝိဤပန်းပန်ခြင်းအလှပြင်းခြင်းကိုစွန့်ကုံဤဟုကြားလျင်ပန်းပန်ခြင်းအစရှိသည်တို့ကိုစွန့်ဤမြေ၌အိတ်သည်ဟုကြားလျင်မြေ၌အိတ်ဤ သားတော်ဖျားယဟန်ပြူသောကာလ၌မုတ်ဆိုးမှသဘောဖြစ်၍တပားကုံသောမင်းတို့သည်လက်ဆောင်ပန်းနာဖြင့်တောင်းဆိုကြတော်လဲလက်မခံခဲဟုရတော်တရား၏သားတော်အပေါ်အချစ်ကြီးပုံအလုံးစုံသောဂုံကျေးသူကိုရှောက်ထားသည်ထိုအခါဖျားရှင်ကမြတ်တော်မင်းကြီးနှမတော်ရတော်တရားသည်ယခုဘဝ၌သာလျှင်တစ္ဆာဆောင်စီအကျဉ်းနာကြီးခဲ့သည့်ချစ်ခီးပေါ်ဖြစ်သည်မဟုတ်သည် ရှေ့အခါကတရိတ်ဆန်မျိုးဖြစ်စဉ်၌လဲမိမိလင်ယောက်ျားအပေါ်တစ္ဆာဆောင်စီအချစ်ကြီးက သူတပားဆောင်ယူခြင်းကမတက်နိုင်ခဲ့ဟုမိန်ကခမည်းတော်တောင်းပန်အပ်သည်ဖြစ်၍အတိတ်ဇာကြောင့်ကို ဆောင်းတော်မူသည် လုံလေပြီးသောအခါဘာယာနတိပြည်၌ပြမနတ်မင်းကြီးထီနန်းဆိုးဆန်စဉ်ဖရာအလောင်းသည်ဟိမဝနာတွင်ကိန်းနီယာမျိုး၌ဖြစ်ခါဇနီးသည်စန္ဒာမီသောကိန်းရီမဲလင်းနှင့်အတူစန္ဒဟုတွင်သောငွေတောင်ပေါ်တွင်ပျော်ရွှင်စွာနေထိုင်ကြသည် တနေ့တွင်ပြမတမင်းကြီးသည်ဖန်ရည်စွန်းသောအဝိတ်ကိုဝိလျက်မုတ်ဆိုးအသွင်ဖြင့်ဟိမဝနာသို့တယောက်တည်းဝင်ခဲ့သည်ထိုမင်းသည် အမဲကိုစားလျက်မြင့်ငယ်တစ်ခု၏ကံတလျှောက်အစဉ်အတိုင်းလျှောက်၍မြင့်ညာသို့တက်လေသည်စန္ဒတောင်၌ကိန်းနီယာတို့သည် မိုးတွင်အခါ၌တောင်ပေါ်မှမစင်းသက်ဖဲတောင်ပေါ်၌သာနေကြသည်နှုတ်ရခါမှသာတောင်အောက်သို့ဆင်းသက်ကြကုန်သည် အမြတ်ခေါင်းစဉ်တောင်ပန်တင့်သည် မောင်းနှင်းနှမဖြစ်စဉ်ကဝဲအလှရည်တင်းကြည်ကြည်စင်သာလေတင်ရှက်နွယ်တူလက်တွဲ၍မြခဲမြယောင်စန္ဒတောင်ဟု ရွှေရောင်ငွေရောင် အလှဆောင်သာ ထိုတောင်ဒေသာယထာနာ၌နေကြကုန်ပြီထိုအခါ၌ကိညာကိနီမောင်နှံနဘောသည်နန့်သားများလိန်ချံပန်းဝိမုံတို့ကိုစားလျက် ပန်းပစိုးတို့ကိုဝယုံကနွယ်ပခတ်အတူစီလျက်တာယာသောဒေသချင်းများကိုတီကျူးကကခုံမြူထူပျော်ပါနေကြသည်တပန်းတခုသောချောင်းအကွေ၌ဆင်သက်၍ရေ၌ပန်းတို့ကိုကျဲပြီးလျင်ရေကစား၍ငွေရောင်အစင်းနေတူသောတဲပြင်ဝဲပန်းအခင်းကိုခင်း၍ ဝါလုံးလေးများကိုတူရိယာအဖြစ်တီးခတ်၍တူစုံမောင်းမဲ့တီဆိုကခုံကမောင်းနန်းတဘောစန္ဒတောင်မှာကျင်နာယူရနေကြပြန်သည်စန္ဒကိန္နရာလောင်းပွင့်လျာနှင့်တာယာရစ်ချီချစ်ကျိုးတီသည် ကိန္နရီမဲ့တိန်ကီသွဲတို့မြိုင်လေရကုံ တီးတန်ဆုံးဖြင့်ကပုံနုညံ့ဘေညာရှက်၍ကန်းထက်တောင်းရန်ငွေရောင်လျံဝဲမောင်နှံဖုံးငယ်ခေါ်ထူးတွဲလျံ မက်ပြင်းရောင်ကြီးရွှေဘောင်ကြီးနှင့်အောင်သီးစွတ်ချူယူတော်မူရာစောမြတ်စွာကမြင့်ကြဝေးလာရှေးမစွာကစန္ဒကိန္နရာဖြစ်စဉ်ခါဝဲစန္နတောင်ယံအခေါင်စန္ဒမောင်နန်နမလျောင်ယံပသည်စန္နကိန္နရီနတ်တပီနှင့်ချစ်ကြည်စကဲပျော်ကနွဲ၍ ဘာယာနတိမင်းကြီးသည်ထိုကိန်းညာတို့၏အတန်ကိုကြားလျင်ခြေတံမကြားရလေအောင် ဖြင်းညင်းစွာသွား၍ခြုံွယ်မှကြည်လျင် ကိန်းဤမေ၌နှစ်သက်တမတ်သောစိတ်ဝင်းမိသည်ဖြစ်၍ကိန်းညာဘိုးကိုမြားဖြစ်ပြစ်ကွင်းလိုက်ရာမြားတံတင်၍လဲကြပြီးပြင်းထန်စွာ ဝေဒနာကိုခံစားရရှာသည် ကိန်းရီမဲလေးသည်သူမ၏ချစ်လင်ပန်းပုံနှင့်လဲကြသွားသည်ကို အတူပျော်မြူးကခုံရင်မြင်ရ၍ပန်းပုံတဲ့လဲလျောင်းသည်ဟူထင်ခဲ့သည်။ကိန်းနီယာဘူကနာကျင်လွန်း၍ငိုကြွေးကမှအပြေးရောက်လာပွေဖက်လျက်စိုးရိမ်ခြင်းပြင်းပြစွာဖြင့်တဲထန်စွာငိုကြွေးလေသည်။ချီရီမပြတ်ဆွေသည်မဲနှင့် ကြည်ပွေမရဲလဲဝဲဆွဲလျက်မခွဲဘူးပါဒီတခါဝဲတောင်းတာခဲစာတဲလှလှ၌ क्वे ရတော်မူ ပြမတမင်းသည်ကိန်းညာဘူကြီးတည်သွားပြီကိန်းနီမဲလေးမှာအားကိုးစရာမရှိတော့ပြီယခုအချိန်မှာအခွင့်သာပြီငါးဘက်ပါအောင်ဖျားယောင်သွေးဆောင်က ပြောဆိုမှပဲဟုကြံစီပြီးပုံးကွယ်ရနေရကထွက်လာခဲ့သည် မင်းကြီးကို ကိန်းညာမဲတွေ့မြင်လျင်မောင်တော့ကိုမျှနေပြစ်တက်သူသည်ဤလူယုံမှပင်ဖြစ်လိမ့်မည် အလွန်ယုံမှရက်ဆက်ပေသည်ဟုကြောက်လန့်တကြားတောင်ထိပ်ပေါ်သို့တက်ပြေးပြီးမင်းကြီးကိုကျိန်ဆဲလေသည် ထိုအခါမင်းကြီးသည်ကိန်းဒီမဲလေးအားရှင်မဆန္ဒမစိုးရိမ်မပူဆွေးမငိုကြွေးပါနဲ့ငါသည်ဘာယာနတိမင်းဖြစ်သည်တင့်ကို အကမဟေသည်မိဖုရားအရာ၌ထား၍ချီးမြှောက်ပါမည်ဟု ဖြာယောင်းသွေးဆောင်သည်ထိုအခါဆန္ဒကိန်းဒီမဲလေးသည်မင်းကြီး၏စကားကိုကြားလျှင်ချင်းသိနှင့်တူသောအတန်ကိုကျူးရင်လျက်မင်းကြီး စင်စင်ငါသည်အတက်ပင်အသေးခံမည်တင်းဤဇနီးမယာအဖြစ်မခံနိုင်တင်သည်ငါဤချစ်လာစွာသောခင်မုန်းကိုအပြစ်မရှိဘဲတည့်ရဤဟုဆိုလေသည်ဤသို့လျင်ရတောတရာအလောင်းလျာကိန်နီမဲလေသည်တောကြီးထဲတွင်အားကိုးစရာမရှိတော့လဲမောင်တော့အပြင်ဘသူကိုမှအချစ်တွေဝေမပေးခဲ့ပေ ပြင်ပရင်ဖြစ်စေကမူမင်းစည်းစိမ်ကိုမမမောပဲခါခါတီတီညင်းဆိုခဲ့သည်ထို့ကြောင့်ပင်တစ္ဆာဆောင်စီအကျဉ်းနာကြီးကြသောချစ်ခီးပေါ်ဇနီးတွေထဲတွင် ဆန္နာကိန်းရီသည်တော်ဝင်သူတပားဖြစ်ခဲ့လေသည် မင်းကြီးသည်ကိန်းနီမဲလေမိမိအလိုသို့လိုက်အောင်မစွမ်းဆောင်နိုင်သည်ရှိသော ကိန်းနီမောင်နှံတို့နှင့်ဝေးရာသို့ထွက်ခွာသွားလေသည် ကိန်နီမဲလေးသည် မင်းကြီးထွက်ခွာသွားသောတောင်ထိပ်မှတဆင်၍မောင်တော်ကိုရင်ခွင်ထဲထဲကပွေးဖိုက်ဖက်ကငိုကြွေးလေသည်ထို့နောက်မောင်တော်၏ရင်ဘတ်ပေါ်သို့လက်တင်၍စမ်းသက်ကြည့်သည်တွင် အသက်မသေးသေးကြောင်းသိရသဖြင့်လောကပါလာနတ်တို့အားတစ္ဆာပြူတိုင်းတည်လိုက်ရာတကြာမင်းသိရှိပြီးပုံနာအသွင်ဖြင့်ရောက်လာကကိန်နီယာဖိုအားရွှေကရားမှရေဖြင့်တုံးလောင်းပေးလိုက်သည် ထိုခဏတွင်ပင်မြားစိမ်များပြေလျော့သွားပြီးကိန်းညာပိုလည်းလဲနေရာမှချက်ချင်းထားနိုင်သည်ကိန်းနီမယ်လေးသည်ချစ်လှစွာသောလင်တော်မောင် အသက်ကိုကဲတင်ပေးသော ပုံနာအသွင်ဆောင်ထားသည်တကြားမင်းကိုကျေးဇူးတင်လွန်သဖြင့်အကြိမ်ကြိမ်ရှ िख ိုးလိုက်သည်တကြမင်းသည် ထိုကိညာတို့အားဤနေ့မှစ၍ဆန္ဒတောင်းမှဆင်းသက်၍လူခยีတို့မတော်ကြနှင့် ဤဆန္ဒတောင်ပေါ်၌သာလျင်နေရကြကုန်လောဟုအဆုံးအမပေး၍မိမိနေရာတာဝရင်သာသို့ပြန်သွားလေသည်ဇတ်တော်ပေါင်းသောပြမတ္တမင်းသည်ဒေဝရံတကြမင်းသည် အနုရုဒ္ဓဆန္ဒကိန္ဒရီသည်ရာဟုလာဤမေတော်ရတော်တရားဆန္ဒကိန္ဒရာသည်ဖျားရှင်ဖြစ်လာခဲ့သည်ဤသို့လျင်ဆန္ဒကိန္ဒရီမဲလေးသည်ပြမတ္တမင်းက လင်းဖြစ်သူဂိန္နရာဖိုကိုမြားဖြစ်ပြစ်ခွင်းပြီးမိဖုရားယာတို့ဖြင့်ဖျားယောင်သွေးဆောင်တော်လဲလက်မခံခဲ့ပြီဂိန္နရာဖိုအသက်ရှင်ရန်သာတစ္ဆာပြု၍ကဲတင်နိုင်ခဲ့သဖြင့်ဆန်နမူနာယူတင်သောဇနီးကောင်အဖြစ်တော်လေးဝဝင်စရင်ဝင်ခဲ့ရသည်ကမ္ဘာလောကကြီးတွင်အကျဉ်းနာတမှုတရားအရာမှလူတို့အတူယူတင်သောငှက်မောင်နှံများစွာရှိကြလေသည် အဖိတ်တရိတ်ဆန်တွေပဲဟူအထင်မသေးသင့်ပေ။ငှက်တွေလောက်မကျင်နာကြသောဇနီးမောင်နှံများလောကကြီးတွင် အများကြီးရှိကြပါသည်။ကဘာပေါ်တွင်တကောင်းနှင့်တကောင်းအလွန်ကျင်နာတတ်သော လုံးကျင်ငှက်များရှိကြသည်။အဖိုးအမလဲချင်းရှက်၍ချစ်ခင်ကျင်နာစွာ နေတတ်ကြသည် ထို့ကြောင့်မိဘနှစ်ပါးပေးချင်းများလျက်ရှူစားလျက်ပင်စုံမတ်ခင်လျက် လုံးကျင်ရွှေငန်းလဲချင်းရှက်တို့ဟူ၍အုံမာတန်းဒီပပြိုးနိုင်ရေးဖွဲ့ထားသည်ကို တွေ့ရပါသည် ထို့ပြင် အောင်ချင်းဆိုသောငှက်မျိုးတို့သည်လည်းကျင်နာစွာအအုပ်အသင်းနှင့်နေတတ်ကြသည်ထိုငှက်မျိုးတို့သည်ငှက်မောင်နှံအချင်းချင်းအလုံးချစ်ခင်ကျင်နာကြသည် မခွဲမခွာ အတူတွဲကနေထိုင်တတ်ကြသည် အဖိုးအမတကောင်အရင်သေးလင်းကြံခဲ့သောတကောင်ကလည်းလိုက်သေးကြသည်အထီးအချစ်ကြီးကြသည် ထို့ကြောင့်လူဖြစ်သောသူတို့သည်လည်းဘဝဘဝေအထက်ကနှစ်ဖြာရေဆက်ပြုသည်မမကွာတဏှာတဝေ မပြတ်သည်မပါလေချက်သမှုတရားတဏှာကြောင့် ခုဘဝမှာဇနီးမောင်နှံရဲ့လို့ဖြစ်လာရခြင်းဖြစ်သည့်အတွက်အတူချစ်ခင်ကျင်နာစွာဖြင့်တစ္ဆာရှိစွာဘဝခရီးကို ရှောက်လန်းသင်ပါသည်ဒီကနေ့မှာဖတ်ပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့တော်လေးဝဝင်မင်းမမြတ်လေးဦးတဲ့ကကိညာရဲ့ဇနီးဖြစ်သူ ကိညီရဲ့အကြောင်းကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တင်ကတုသမီး channel ကနေ တုတ္တရတ္တရပွဲရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။